ကလေးနဲ့အင်္ဂလိပ်လိုအိမ်မှာပြောချင်တယ်ဆိုလို့ရှင်တော့ဒီဗီဒီယိုကိုဆုံးဒီစီလိုက်ပါတသားရေအပြင်းမသွားနဲ့ပူရယ်ပူရယ်ကိုအင်္ဂလိပ်လို it's hard အပြင်းမသွားပါနဲ့ don't go outside အပြင်းမသွားနဲ့ပူရယ် it's hot don't go outside ဟုတ်ပြီနော်အပြင်သွားပြီဆိုလို့ရှင်တော့အထဲပြောင်းဝင်လာအောင် English လို့ဘယ်လိုပြောမလဲအထဲပြောင်းဝင်လာတဲ့သားလေး come back inside အထဲပြောင်းဝင်လာပါ come back inside နော်စားဖို့အချိန်တန်ပြီလေ it's time to eat စားဖို့အချိန်တန်ပြီ it's time to eat အထဲပြောင်းဝင်လာအောင်သားစားဖို့အချိန်တန်ပြီ come back inside it's time to eat အင်းအလူတွေကိုပြောမယ်ငါ့ကိုကလေးထင်းကိုငါရမ်းပင်ပန်းနေတယ်ကလေးထင်းကို အာကလေးထင်းကူလို့ပြောတဲ့အခါမှာအင်္ဂလိပ်လို help me baby said တဲ့ကလေးထင်းတဲ့လူကလုံးဝမထိုင်ရဘူးဒါပေမဲ့လည်းဒီမှာ sit ဆိုတဲ့စကားလုံးလေးပါနေတယ် help me baby said ငါရမ်းပင်ပန်းနေတယ် i'm so tired help me baby said help you know the next one is အဲ့ရေဘူးကိုရေပြည့်ဖြည့်လိုက်ပါ fill up the water bottle fill up the water bottle အဲ့ဒီ fill မှာအိမ်ဖြုတ်ပြီးယူထည့်လိုက်ရင်မိတ်ဆွေတို့ဘာဖြစ်မလဲဆိုတော့ငါဘိုက်ပြည့်ပြီးဖြစ်သွားရော so i'm full ပါနော် i'm full ဒီမှာအတန်ထွက်တွေလွဲပြီးတော့မှ i'm full ဖြစ်သွားတယ်ဆိုလို့ရှိရင်နော် f o o l ဆိုလို့ရှိရင်ငါအယူပါ ဖြစ်သွားပြီနော် so i'm full ပါ i'm full မဟုတ်ဘူးနော် thank you so much everyone see you on my next video YouTube channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးနော်ကျေးဇူးများကြီးတင်ပါတယ်